လိမ့်ဖြူအကြောင်းမကောင်းပြောနေတာတွေကအလက်ထရီမှာတခြားစီဖြစ်ကြောင်းဖွင့်ဟလာတဲ့အောင်လာအန်ဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် မြန်မာဆယ်လီ insider page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ online ensign ကပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့မှာ သူရဲ့လက်ဝဲတက်တန်းတက်လျှောက်နောက်ဆုံးပွဲကို fight ပြီးတော့အနားယူသွားခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်လေးနဲ့ထိုင်းနိုင်ငံမှာဝမ်ကဥဆောင်ပြီးတော့ကျင်းပပေးခဲ့တာဖြစ်ပြီး Sweden fighter နဲ့ရှင်ပြိုင်ခဲ့တာပါ။အဲဒီပွဲမှာ online ensign ကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အနိုင်နဲ့နောက်ဆုံးပရိသတ်တွေနှုတ်ဆက်သွားခဲ့တာပါသူ့ပွဲမှာထူးခြားတဲ့ surprise တွေလာမယ်လို့အသိပေးခဲ့တယ်လို့တကယ်တမ်းလာတဲ့ surprise ကတော့လင်းပြူကိုပွဲမှာဖိတ်ထားခဲ့တာဖြစ်ပါတယ် online and san က ქვენ ရဲ့နေထွက်လာတဲ့အချိန်မှာလင်းပြူနဲ့အတူတူထွက်လာခဲ့တာဖြစ်ပါတယ်လင်းပြူနဲ့အတူ ქვენ ရဲ့နေထွက်လာခဲ့တာဖြစ်ပြီးတော့အတူတူကခုန်ခဲ့ကြတာဖြစ်ပါတယ်ပုံမှန်ဆိုရင် online and san တယောက်သေးတာပွဲထွက်နေတာဖြစ်ပေမဲ့ ဒီတစ်ခေါက်မှာလေးဖြူပါပါလာတာမို့အားလုံးကလည်းအံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်လေးဖြူကအမဲလိုက်ကတခြင်းနဲ့ပွဲဥထွက်မှာတီဆိုပေးတဲ့အတွက်ပွဲရအရန်ကိုမြိုင်သွားခဲ့ပါတယ်။အောင်လာအန်ဆန်ကိုရိုင်းကလည်းစိတ်တချမ်းခိုင်တဲ့ပုံစံနေနဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။လေးပြူကိုခေါ်ဖို့အတွက်လည်းအောင်လာအန်ဆန်ကိုရိုင်းစီဆိုင်ခဲ့တာပါ။သူနောက်ဆုံးပွဲမှာထွက်တဲ့အချိန်မှာလေးပြူကိုခေါ်ပြီးတော့ပွဲထွက်ချင်တယ်လို့ပြောထားခဲ့တာပါ။ဒါကြောင့်မို့ယင်းရဲ့တငယ်ချင်းတွေကလေးပြူကိုမရရအောင်ဖိတ်ပေးခဲ့တာဖြစ်ပါတယ်။ လေးပြူပါလိမ်အွန်လိုင်းရဲ့နှုတ်ဆက်ပွဲမှာတည်ဆိုပေးရမယ်ဆိုတဲ့အပေါ်မှာဝမ်းသာနေတာဖြစ်ပါတယ်လေးပြူကလူရှိကိုတိတ်မထွက်ဖြစ်တာတော်တော်လေးကိုကြာနေပြီဖြစ်ပါတယ်သူ့အနေနဲ့ပြီးခဲ့တဲ့အတွင်းမှာဆိုရင်တော့အရန်ကိုဝေဖန်မှုမြင့်တက်နေခဲ့တာအလုံးအသိပါပဲစကလုံးတွေတချို့တုံတုံခဲ့တဲ့အပေါ်မှာလူတွေကအစာမကြေဖြစ်နေခဲ့ကြတာပါဒရီကိုအောင်လာကလည်းတည်ထားပြီးသားဖြစ်ပြီးတော့ပျော်ကျင်လို့သူ့ပွဲမှာခေါ်ခဲ့တာဖြစ်ပါတယ်လေးပြူနဲ့တွေ့လိုက်ရတဲ့အချိန်မှာအောင်လာကထင်ထားတာထက်ကိုပိုပျော်ခဲ့ရပါတယ် 你票嘢，未拉搞就簽兆， သူ့မှာအရန်ကိုပျော်ရွှင်ခဲ့ရတယ်ဆိုပြီးတော့လည်းဖွင့်ဟထားပါတယ်။လေးပြူဟာသူ့တက်တောင်တက်ကြွနေတယ်လို့စိတ်ထားလဲအရန်ကောင်းတယ်လို့ဆိုပါတယ်။စိတ်ထားကောင်းတယ်ဆိုတာကိုတွေးလိုက်ရတဲ့အပေါ်သူကိုယ်တိုင်တောင်မှအံ့အားသင့်နေခဲ့ရတယ်ဆိုပြီးတော့ online ansan ကဖွင့်ဟထားတာလည်းဖြစ်ပါတယ်။ဒါအပြင် လေးပြူကို social media မှာမကောင်းပြောပြီးတော့ဝေဖန်နေကြပေမဲ့အပြင်လက်တွေ့ဘဝမှာကောင်းမွန်တဲ့သူတယောက်ဆိုပြီးတော့ online ရှင်းပြလာခဲ့တာပါ။ social media မှာမကောင်းပြောနေကြတယ်လို့မျိုးမတွေ့ရဘူးလို့ဆိုပါတယ်။ လေးပြူကစိတ်အရင်ခံကောင်းတဲ့အတွက်သူ့ကိုစာနာပေးပါလို့တောင်းဆိုလာပါတယ်။သူကမြန်မာအမျိုးသားတစ်ယောက်ပါပဲ။သူမိသားစုကို သူပံ့ပိုးခြင်းနဲ့သူ့ကိုကျွန်တော်အရင်ချစ်တယ်။သူ့ကိုစာနာပေးကြပါနော်ဆိုပြီးတော့အောင်လာအန်ဆန်ကထုတ်ပြောလာတာလည်းဖြစ်ပါတယ်။ဒါအပြင်လေးပြူနဲ့အတူတူခွေးထဲဝင်ရတာကိုလည်းဘဝရဲ့အမတ်တရားအဖြစ်အောင်လာကသတ်မှတ်ထားတာပါ။သူဘဝမှာနှစ်ခါပြန်မရနိုင်တဲ့အမတ်တရားအဖြစ်သူအမှတ်ထားတာဖြစ်ပြီးတော့လေးပြူကိုကျေးဇူးတင်နေကြတာလည်းဖြစ်ပါတယ်။ အွန်လိုင်းအစံရဲ့နောက်ဆုံးပွဲမှာလေးဖြူရောက်လာတဲ့အပေါ်မှာပရိသတ်တွေကလည်းတကယ်ကိုအံ့အားသင့်ပြီးတော့ချီးမြှုပ်ပျော်ရွှင်နေကြပါတယ်။အစပိုင်းတုန်းကတော့အွန်လိုင်းအစံက surprise တိုင်းမယ်ဆိုတဲ့အပေါ်တခြားအရာလုပ်မယ်လို့ထင်ထားခဲ့တာပါ။ပရိသတ်တွေထင်ထားခဲ့တဲ့အရာမဟုတ်ဘဲလေးဖြူကိုခေါ်ခဲ့တာကြောင့်တချို့ကလည်းအံ့အားသင့်ခဲ့ကြပါတယ်။အွန်လိုင်းအစံကနောက်ဆုံးပွဲနဲ့အတူပရိသတ်တွေကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။အခုလိုမျိုးနှုတ်ဆက်သွားတဲ့အပေါ်မှာအားလုံးကဝမ်းနည်းနေကြပါမယ်လေ။ ပွဲရနိုင်ပွဲနဲ့နှုတ်ဆက်သွားတာအတွက်ကိုဖြေတာနေကြတယ်လို့ပြောရမှာဖြစ်ပါတယ်။ပရိသတ်ကြီးနေတဲ့ကောအောင်လာရဲ့ပွဲမှာလေးပြူရောက်လာတဲ့အပေါ်ဘယ်လိုမြင်လဲဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးများရင်တင်ပါတယ်ရှင်။